မတ်လ28ရက်နေ့လယ်12:50မိနစ်ကွင်းချင်းခန်းကလှုပ်ခတ်ခဲ့တဲ့ PR 9.8အဆင့်ရှိတဲ့ငလင်ကြီးတစ်ခုကြောင့်မြန်မာနိုင်ငံတဝန်းမန္တလေးနေပြည်တော်စကိုင်းအင်းဝမင်းကုန်းရန်ကုန်အပါအဝင်မြို့ပေါင်းများစွာမှာငလင်တန်ကိုစိုးစိုးရွားရွားခန်းဆောင်ခဲ့ကြရတာဖြစ်ပါတယ်။ ငလျင်ဘ ਹੁ ကျက်အနီးနဲ့စိုးစိုးရွရခန်းဆောင်ခဲ့ရတဲ့စကိုင်းမန္တလေးနေပြီးတော့အပါဝင်နိုင်ငံတလွားငလျင်တန်းကြောင်းတေဆုံးသူဦးရီဟာမတ်လ30ရက်ညပိုင်းအထိတေဆုံးသူ1900ကျော်ဒရရသူ3400နဲ့ပျောက်ဆုံးသူ300ရှိကြောင်း NASA ကရဲ့သတင်းထုတ်ပြန်ချက်တွေအရသိရပါတယ်။ စကိုင်းမြို့အနောက်မြောက်ဘက်16ကီလိုမီတာအကွာကိုဗဟိုပြုလှုပ်ခတ်ခဲ့တဲ့ငလင်ကြီးဟာနှစ်ပေါင်း100ကျော်အတွင်းမြန်မာနိုင်ငံပိုင်နက်ထဲမှာလှုပ်ခတ်မှုတမျောင်းအပြင်အအကြီးမားဆုံးငလင်ကြီးတစ်ခုလည်းဖြစ်လာပါတယ်။ ငလင်တန်းကျောင်းစကိုင်းမြို့ area 80ရာခိုင်နှုန်းနီးပါးပျက်စီးသွားတယ်လို့သိရပြီးငလင်တန်းစိုးစိုးရွားရွားခန်းဆောင်ခဲ့ရတဲ့နေရာများသို့ပြည်တွင်းမှစေတနာဝန်ထမ်းတွေအရက်ဘတ်လူမှုဝန်ထမ်းကဲဆယ်ရေးအဖွဲ့တွေဆေးဘက်ဆိုင်ရာဝန်ထမ်းတွေနဲ့လူငယ်တွေပါဝင်တဲ့အဖွဲ့အစည်းတွေတော်တော်များများလည်းအကူအညီတွေပေးနေကြပြီလို့သိရပါတယ်နိုင်ငံတကာကဲဆယ်ရေးအဖွဲ့တွေရဲ့အင်အားစရင်ရာရုရှားမှ52ဦးထိုင်းမှ55ဦးမလေးရှားမှ26ဦးတရုတ်မှ164ဦးဗီယက်နမ်မှ106ဦးတို့လည်းငလင်ပင် ်ကူညီကယ်ဆယ်ရေးလုပ်ငန်းတွေလှုပ်ဆောင်ဖို့ရောက်ရှိလျက်ရှိနေပါတယ်။တရုတ်နိုင်ငံအစိုးရကမြန်မာနိုင်ငံဘက်သို့ရွန်တန်းတရာတံမိုးရှိတဲ့လူသားချင်းစာနာမှုငလင်ကယ်ဆယ်ရေးအကူအညီများပေးရန်ဆုံးဖြတ်လိုက်ပြီးကမ္ဘာ့ကျန်းမာရေးအဖွဲ့ WHO ကမြန်မာကိုအမေရိကန်ဒေါ်လာ၈သန်းပေးဖို့စီစဉ်နေကြောင်းလည်းသိရပါတယ်။